950အကြာနဲ့ထိုင်းရွှေစည်းဖွင့်သွားပါပြီ။အားလုံးပဲမင်္ဂလာပါစိတ်ကျန်းလာခြင်းကိုကြောင်းမှကျင်းနဲ့ပြည့်စုံနေကြပါစေ။ဒီနေ့က24ရက်နေ့ချလာပြီ2020နဲ့5ခုနဲ့မနက်ပိုင်းထိုင်းရွှေစည်းက950ကျပါတယ်။96.5 900ခန့်ရှိတဲ့ထိုင်းရွှေခဲစည်းဆိုင်ကရောင်းတဲ့ဈေးက9200ဆိုင်ကလက်ခံတဲ့ဈေးက9900ကုရင်နိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9800နဲ့ပေါင်းစည်းရှိနေပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3350နဲ့ထိုင်းရွှေစည်းကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ30နဲ့တသမာခွင့်ချောင်းနဲ့ထိုင်းရွှေစည်းကိုတွက်ထားပါတယ်။96.5 900 100ခန့်လို့ရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခဏာ100ရှိပါတယ်။ကာဘီအစီတိုင်းရွှေခဲတပတ်သားကို9200နဲ့ပေါင်းစည်းရှိနေပါတယ်။ဆိုင်ကလက်ခဏာနဲ့ဈေးကရာခိုင်နှုန်းပြတ်မပြတ်ပဲဆိုင်က9900နဲ့ပြန်ပြီးတော့လက်ခဏာပါ။လက်ဝရင်နာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000အထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထေပုံမှမူတည်လို့ရောင်းတဲ့ဆိုင်ပုံမှမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝရင်နာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန့်နှုန်းပြတ်ပြီးတဲ့အပြင်ကို 4900ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံမှာပါကိုရသမားကိုကိုရှိတဲ့ရွှေခဲကတက္ကရန်ကိုဆိုင်ကရောင်းတဲ့ဈေးက3542ပတ်ဆိုင်ကလက်ခံတဲ့ဈေးက3529ပတ်နဲ့ပေါင်းစည်းရှိပါတယ်လက်ရှိမှာတော့ထိုင်းရွှေဈေးတွေကကျနေပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမဲ့သူတွေအတွက်လက်ကဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ် ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်းစီကောစကွဲမှာတွားပြီးတော့ဝင်လို့ရပါတယ်။တပတ်သားကိုလက်ကနေရ၅ပတ်သားဒီဝင်မယ်ဆိုရင်လက်ကကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်ငွေစီတွေကိုမြန်တမ်းတင်ပေးပါရစေ။ထိုင်းရွှေစင်ငွေစီတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုလေးကို follow လုပ်လိုက်လှူထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျွန်မချင်းနဲ့ပြည့်စုံပြီးအနေနဲ့ကြိုးပမ်းရှင်းနိုင်ကြပါစေ။